ဒီနေ့တော့ခရိယံယုံကြည်မှုရဲ့အမတန်အရေးကြီးတဲ့အယူအဆတစ်ခုကိုအတူတူကြည့်ကြရအောင်။အဲ့ဒါကတော့ယေရှုခရစ်တော်ကိုစစ်မှန်သောအလင်းလို့ဘာကြောင့်ခေါ်ကြသလဲဆိုတာပါပဲ။ဟုတ်ပြီ။ဒီစကလုံးလေးရဲ့နောက်ခွဲမှာဘလောက်တောင်နည်းနည်းတဲ့အထိပယ်လေးရှိနေမလဲ။ပြီးတော့လေဒီအယူအဆကဘာလို့ဒီလောက်တောင်အရေးပါရတာလဲဆိုတာကိုအတူတူစူးစမ်းကြည့်ကြပါမယ်။ဒီကြမ်းချက်လေးကကျောင်းတွေရဲ့ဆွေးနွေးမှုကိုစတင်ဖို့အကောင်းဆုံးပါပဲ။သူကအလင်းနဲ့အမောင်ကြားကအားပလန်မှုကိုတန်းပြီးတော့မိတ်ဆက်ပေးလိုက်တယ်။အလင်းကမောင်မိုက်ထဲမှာလင်းနေ။ ဒါပေမဲ့မောင်မိုက်ကအဲ့ဒါကိုနားမလည်ဘူးတဲ့ဒီစကလုံးတွေထဲမှာကိုပဲယွန်းကမှုတစ်ခုနားလဲမှုလွဲမားခြင်းတစ်ခုကိုအရေးအမြတ်တွေးနေရပဲအဲ့ဒါကပဲကျွန်တော်တို့ဒီနေ့ဆွေးနွေးတော့မယ့်အကြောင်းရရဲ့အတိတ်ကကြော်ရုပ်ဖြစ်လာမှာပါဟုတ်ပြီဆိုတော့အလင်းနဲ့မောင်လို့ကပေါ့စစ်မှန်တဲ့အလင်းဆိုတာဘာကြောင့်လိုအပ်လာရတာလဲဆိုတာကိုနားလဲဖို့ဆိုရင်အဲ့ဒီအလင်းဝင်မလာခင်ကတည်းကရှိနေခဲ့တဲ့အခြေခံပြဿနာကြီးကိုအရင်ဆုံးကြည့်ဖို့လိုပါတယ်။အဲ့ဒါကတော့အလင်းနဲ့အမောင်ကြားကအပြိုင်ဝူပါပဲ ဒါကကျွန်တော်ရဲ့အဓိကမေခွန်းပါပဲလူသားတွေဟာဖျားသခင်ကိုဘာလို့တိုက်ရိုက်မမြင်နိုင်မသိနိုင်ရတာလဲဒီမေခွန်းကလည်းဒီတိုင်းသက်ဆနာခဲ့ပေးတာဆန်းဆန်းမေခွန်းတစ်ခုမဟုတ်ပါဘူးဒါကဖန်ဆင်းရှင်နဲ့ဖန်ဆင်းခံကြကဆက်ဆံရေးရဲ့အယဉ်မြင်မှာကိုနတ်နတ်ချမ်းချမ်းအမြင့်တွေနေတဲ့အဓိကပြဿနာတစ်ခုဖြစ်နေတာပါဒီမှာကြည့်လိုက်ရင်အဲ့ဒီကွာချက်ကိုရှင်းရှင်းလင်းလင်းမြင်နေပါတယ်တဖက်မှာကဖန်ဆင်းခံဆိုလိုတာကကျွန်တော်တို့လူသားတွေပေါ့ကျွန်တော်တို့ကအဆုံးရှိတဲ့အချိန်နဲ့နေရာဖောင်းထက်မှာပဲနေထိုင်တယ်နောက်တစ်ဖက်မှာတော့ဖျားသခင် ကိုတော်ကအဆုံးမရှိဘူးအချိန်နဲ့နေရာကိုကြော်လွန်ပြီးတည်ရှိရဟုတ်တယ်မလားဒီလိုလုံးဝကိုစန့်ကျင်ဘက်ဖြစ်နေတဲ့တဘာဝနှစ်ခုကြာကကွာဟာချက်ကြီးကတော်တော်ကြီးမလွန်တော့တိုက်ရိုက်တွေ့ဆုံဖို့ဆိုတာကလုံးဝမဖြစ်နိုင်တဲ့ချင်းတစ်ခုဖြစ်နေတာပေါ့ဒီကြံချက်ကအဲ့ဒီအချက်ကိုပဲတိတိကျကျနဲ့အလဲနဲ့ထားပြီးပေါ်လိုက်တာပဲငါ့ကိုမြင်ပြီးအသက်ရှင်မဲ့သူတက်အောင်မှမရှိဘူးတဲ့ဆိုတော့အတေပဲကရှင်းပါတယ်အဆုံးရှိတဲ့တတ်တော်ကဒီဦးကအဆုံးမရှိတဲ့ဖျားတခံကိုတိုက်ရိုက်တာရင်းဆိုင်လိုက်မယ်ဆိုရင် အဲ့ဒီမှာတင်ဖြစ်ပေါ်လာမယ့် NDA ကအသက်နဲ့လဲရလောက်ကြီးမားတဲ့ဆိုတဲ့သဘောပါပဲ။ဟုတ်ပြီ။ဒါဆိုရင်လူသားတွေကဘုရားသခင်ကိုမမြင်နိုင်ဘူးပေါ့။အခုဒီပြဿနာရဲ့သဘောတရားကိုနားလည်သွားပြီဆိုတော့တမိုင်းတလျောက်မှာရောဂျင်းစာထဲမှာရောဒီပြဿနာကလက်တွေမှာဘယ်လိုပုံစံမျိုးနဲ့ဖြစ်ခဲ့တယ်လဲဆိုတာကိုစစ်ကြည့်ကြအောင်။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာတခုရှိတယ်။ဂျင်းစာထဲမှာမောရှေတို့ဟေရှာယားတို့လိုပုဂ္ဂိုလ်ကြီးတွေကဘုရားသခင်ကိုမြင်တွေ့ခဲ့တယ်လို့ထင်စရာရှိပေမဲ့တကယ်တမ်းတော့လေ သူတို့မြင်ခဲ့တာကဖျားသခင်ရဲ့ direct အနစ်တာတာကိုမဟုတ်ပါဘူးသူတို့မြင်ခဲ့တာကကြားခံတစ်ခုဥပမာကောင်းကင်တမန်တပါဖြစ်ဖြစ်ဒါမှမဟုတ်ဖျားသခင်ရဲ့ဖုံးတန်ခိုးတော်ရဲ့ထင်ရှားပြသမှုတစ်ခုခုပဲဖြစ်ပါတယ်အဲ့ဒါကပါကိုထပ်ပြီးတက်တည်ပြရနေလဲဆိုတော့ဘယ်လူတောင်မှဖျားသခင်ကိုတိုက်ရဲမြင်တွေ့တာကိုမခံနိုင်ဘူးဆိုတာကိုပါပဲဆိုတော့အချုပ်ပြောရရင်ဒီလိုပါပဲလူသားဒီဘက်ကနေကိုအားကိုကိုပြီးဘလို့မှဖြစ်ကျော်လို့မရတဲ့အတားအဆီးကြီးတခုရှိနေတယ်ဒါကပြဿနာပေါ့ ပြီးတော့အဖေကဘာဖြစ်မလဲအဖေကဖေကလာမလဲကဲအခုဆိုရင်တော့ကျွန်တော်တို့ဇက်လန်းရဲ့အလဲအပြောင်းကိုရောက်လာပါပြီခုနကပြောခဲ့တဲ့ပြဿနာအားလုံးရဲ့အဖြစ်စစ်မှန်တဲ့အလင်းလောကထဲကိုဝင်ရောက်လာခြင်းအကြောင်းပေါ့ဒီအချက်ကအရေးကြီးဆုံးအလဲအပြောင်းပဲအဖြစ်ကလူသားတွေဘက်ကမဟုတ်ဘူးဖယားသခင်ဘက်ကလာခဲ့တာပါ အဆုံးမရှိခြင်းနဲ့အဆုံးရှိခြင်းကြာကအဲ့ဒီကြီးမားတဲ့ကွာဟာချက်ကိုပေါင်းကူပြီးဟိုဖျားသခင်ကိုရိုင်းကပဲဖန်ဆင်းခံသူလူသားတွေအဖြစ်ကြွလာခဲ့တာဖြစ်ပါတယ်။ဒါဆိုစစ်မှန်တဲ့အလင်းဆိုတာဘာကိုဆိုလိုတာလဲ။ဒီမှာယေရှုကိုအလင်းတစ်ခုလို့တာမန်ပြောတာမဟုတ်ပဲစစ်မှန်တဲ့ပြီးတော့ပြည့်စုံတဲ့အလင်းဖြစ်တင်ပြထားတာကိုတွေ့ရပါမယ်။ဆိုလိုတာကကိုတော်ဟာဖျားသခင်ဘုန်းတော်ရဲ့ထင်ဟမှုဖြစ်တဲ့လူသားတွေသိမြင်ခန်းစားနေတဲ့ပုံစံနဲ့ ဖျားသခင်ကိုအတိအကျဆုံးကိုးစားပြုဖော်ပြတာဖြစ်ပါတယ်။အဲဒီပြဿနာရဲ့အဖြေအဖြစ်ကိုရရဲ့အခန်းကဏ္ဍကိုတက်တည်ထုဖို့အတွက်ယေရှုကိုရာတိုင်းကပဲအခန်းမှာပြောခဲ့တာရှိပါတယ်။နာဟာလောကရဲ့အလင်းပဲ။ငါးနောက်ကိုလိုက်တဲ့သူဟာမောင်မိုက်ထဲမှာဘဲတော့မှ ရှောက်သွားရမှာမဟုတ်ဘူး။အသက်ရှင်ခြင်းရဲ့အလင်းကို ရလိမ့်မယ်တဲ့။တော်တော်လေးကိုအားရှိစရာကောင်းတဲ့စကားပါပဲ။ဒါဟာဖျားသခင်လူစားတီခံယူခြင်းနဲ့အနှစ်ချုပ်လို့ပြောလို့ရပါတယ်။ အရင်ကိုနည်းနည်းပါတယ်မမင်နိုင်တဲ့ဖျားသခင်ဟာမင်းနိုင်တဲ့ပုံစံတိုင်းဖြစ်လာတယ်မတိနိုင်တဲ့ဖျားသခင်ဟာကျွန်တော်တိကျွတ်နိုင်တဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်လာခဲ့တယ်ကားပါပြီစစ်မှန်တဲ့အလင်းဝင်ရောက်လာပြီဆိုတော့ကားကလူသားတွေအတွက်ဘလို့ကျိုးဆက်တွေရှိလာမလဲအလင်းရဲ့သားသမီးတွေဖြစ်လာခြင်းဆိုတော့ဘာကိုဆိုလို့ရလဲစပီးချီရအောင်ကျန်းစာမှာဖော်ပြထားတဲ့အတိုင်းဆိုရင်ဒီစစ်မှတ်တဲ့အလင်းကိုတုံ့ပြန်တဲ့ခရီးလာမှအဆင့်30ရှိပါတယ် ပထမဆုံးကတော့အလင်းကိုယုံကြည်ခြင်းနဲ့စတင်ရတယ်။အဲဒီကနေတဆင့်အလင်းရဲ့သားသမီးဖြစ်လာတယ်။ပြီးတော့နောက်ဆုံးအဆင့်ကတော့ကိုရရှိထားတဲ့အလင်းကိုဒီလောကကြီးစီကိုပြန်ပြီးတော့ထင်းဟပ်ပြတာချင်းပါပဲ။ဒီယူဆက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။စစ်မှန်တဲ့အလင်းနဲ့ချိတ်ဆက်လိုက်ပြီးဆိုတာနဲ့ဒါကကိုတယောက်တည်းအတွက်ပဲမဟုတ်တော့ဘူး။အဲဒီအစားယုံကြည်သူတွေကိုယ်တိုင်ကအလင်းငယ်လေးကြီးဖြစ်လာဖို့ဖိတ်ခေါ်ခံရတာနဲ့တူပါတယ်။ ဆိုလိုတာက နေစဉ်ဘဝနဲ့လှုပ်ဆောင်ချက်တွေနဲ့တဆင့်အဲ့ဒီအလင်းကိုပြန်လဲထင်ထပြတတ်ဖို့တောင်းရှိလာတဲ့ဆိုတဲ့သဘောပါပဲဒါဆိုဒီအလင်းကအတိအကျဘာလို့ဆောင်တာလဲသူ့ရဲ့အဓိကတာဝန်ကပါလဲကျန်းစာတဲ့အရာဆိုရင်တော့အလင်းရဲ့အဓိကတာဝန်က ဖုံးကွယ်ထားတဲ့အရာတွေကိုပေါ်ထုတ်ပြသွားဖို့ပါပဲဒီမှာတော့အလင်းကိုတုံ့ပြန်ပုံကိုရှင်းရှင်းလင်းလင်းတွေးနိုင်ပါတယ်ယောဟန်ခရစ်ဝင်ကျမ်းကိုခြေခံထားတာပေါ့ အလင်းရောက်လာတဲ့အခါလူတွေရဲ့တုံ့ပြန်ပုံကနှမျိုးခွဲထွက်သွားတယ်။တစ်မျိုးကအမောင်းကိုချစ်တဲ့သူတွေသူတို့ကကိုယ့်ရဲ့မကောင်းမှုတွေဖော်ထုတ်ခံရမှာစိုးလို့အလင်းကိုမုန်းကြီးရှောင်ကြရတယ်။ဒါပေမဲ့နောက်တစ်မျိုးကတော့အလင်းကိုချစ်တဲ့သူတွေသူတို့ကအမှန်တရားပေါ်လွင်စေချင်တဲ့အတွက်အလင်းစီကိုလာကြတယ်။ဘာလို့လဲဆိုတော့သူတွေရဲ့အကျင့်တွေကဖျားသိမ်းရအဖင်ပြပြပြောင်းလဲထားတယ်ဆိုတော့ကိုပေါ်လွင်စေချင်လို့ပါပဲ။ တော့အတိကအချက်ကဒါပါပဲအလင်းကအရှိတရားကို ဖော်ထုတ်တယ်သူကအမှားနဲ့အမှားအချစ်နဲ့အမွန်းကိုပိုင်းခြားပြီးတယ်တနည်းပြောရရင်စစ်မှန်တဲ့အလင်းဆိုတာလောကကြီးကိုရှင်းလင်းပြတ်တစေုံချင်မကပဲအမှားတရားကိုအမှားတရားကနေပိုင်းခြားပြီးတဲ့စွမ်းအားတစ်ခုဖြစ်လေတည်ရှိနေတာပါအဆုံးသတ်အနေနဲ့ဒီကြမ်းချက်လေးကကျွန်တော်တို့ဆွေးနွေးခဲ့တဲ့များကိုအနစ်ချုပ်ပေးရိုက်တယ်လို့ပါပဲ။သူကစစ်မှန်တဲ့အလင်းရဲ့ပင်ကိုလက္ခဏာကိုအခိုင်အမာပြန်ပြီးအတည်ပြုပေးနေပါတယ်။ ထိုသူသည်စစ်မှန်တော့ဘုရားသခင်ဖြစ်၍ထာဝရအတက်လည်းဖြစ်တော်မူ၏။ကဲနောက်ဆုံးနေ့နဲ့ပေါ့ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုကိုယ်တိုင်ပြန်လည်စဉ်းစားတုံ့တက်ကြည့်စေခြင်းနဲ့မိခွန်းလေးတစ်ခုနဲ့အဆုံးသတ်ပါစေ။အကယ်၍ဒီစစ်မှန်တဲ့အလင်းသားဘဝတစ်ခုအပေါ်ကို ထိုးလင်းကျက်ရောက်လာခဲ့မယ်ဆိုရင်ဘလို့ရာတွေထွက်ပေါ်လာမလဲ။